audio boat by anc channel ကိုအစီအမင်းစောင့်မျှော်နှားဆင်နေကြသော ပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။မတော်ဘာဇလန်လေးရဲ့အပိုင်း23ခုခြုံမှဆက်လက်တင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ရှင်။ပြီးမိတော်နေပြီ။မိပြို့။စုညံတန်တွေနဲ့အကျူတဟုံးဟုံးတောင်နေသည့်မိတော်တွေချာမှာအိမ်ကြီးကိုအကုန်ဝိုင်းပြီးရေနဲ့ပြေးပတ်သူကပတ်ရေပွန်းခလာကြသည့်လူတွေ။အော်နေစုနေကြသည့်လူတွေကခြံရှိမှာအော်အော်တောင်းနေမည်။သမီး သမီးရေကျုပ်သမီးကျုပ်သမီးလေးရောသမီးရေချစ်သမီးယာစာဝါကခြံရှိရောက်ချင်းမြင်လိုက်ရသည့်မြင်ကွင်းကြောင့်ထိတ်လန့်တုန်လှုပ်ခြင်းကိုကြီးစွာခံစားလိုက်ရသည်ခေါင်းလပန်းကြီးသွားသလိုနှထင်ကြောတွေပင် ထောင်ကက်သွားသည်ဟုစိတ်ထဲခံစားလိုက်ရရင်ကျုပ်သမီးကိုလူအုပ်ထဲအယူတစ်ပိုင်းရှာ၏အိမ်ထဲမှာလူသုံးယောက်ပိတ်မိနေတယ်တယောက်မှထွက်လာတာမတွေ့ကြသေးဘူး post ကားလေးကထိုးရလာရင်ကားပေါ်မှာအပြေးတစ်ပိုင်းဆင်းလာသည့်ကြွယ်မှာကြားလေရသည့်စကားကြောင့် Emily တာကပြော့ခွေသွား၏ ွဲ့ကျွဲ့သတိထားလေကိုတောင်းမင်းကကျဲ့ကိုလေးကိုမနှဲဆွဲထိန်ထားရသလိုကျွဲ့ကချီချူပါအောင်ငိုတော့သည်တို့ဗိမဲ့ထိုးချင်းရာဇဘွားက AC ပြေးသွားပြီဖြစ်သည်ဟာဦးလေးဦးလေးမီးဝင်နေလေဦးလေးလူငယ်နှစ်ယောက်ကအတင်းဆွဲဖမ်းထားသလိုရာဇဘွားကလည်းသမီးစောဖြင့်အတင်းယုံခံဤယုံရင်ဆန်ခတ်ကိုမှတကယ်ယုံရင်ဆန်ခတ်အခြေအနေဖြစ်အောင်ကိုယ့်ယူကားရာဆွဲထားကြယုံထားကြဖြစ်သလိုလူငယ်လူငယ်လေးနှစ်ယောက်ကရာဇဘွားကိုအတင်းချံပြင်ဆွဲထုတ်ဤ ရာဇဝါစိတ်ခဲသမီးစောကအပူလောင်ကြီးကိုပူလောင်လျက်ရှိသည်မျက်စီနဲ့အိမ်ကြီးကိုမိတော့ကဝါမျိုးနေတာလည်းမမြင်အန်နီအေရီလည်းဘာဆိုဘာမှမမြင်တော့ပဲသူသမီးလေးတော့မိထဲမှာကုရခဲ့ရမယ့်နေပြီဟုဆိုရင်ကထွန်ထွန်လူနေသမီးလှဆန်းလှကြစမ်းပါငါသမီးလေးဒုက္ခရောက်နေပြီလူငယ်နှစ်ယောက်ကိုပြန်ယုံကန်နေသည့်ရာဇဝါအားတွေကဘယ်ရနေဘလို့ရလာမှန်းမသိသလို့ ထိုစဉ်မိတဲ့ကပြေးထွက်လာသည့်ဂျော်နီကိုတွေ့လိုက်ရသဖြင့်ဒေါသကထိမရ။ဟဲ့ကောင်ငါသမီးရောငါသမီးဂျော်နီခါမှဓာတ်ဒဏ်ရကြီးလဲရှိသလိုမျက်နာနဲ့ကိုမလဲအမဲရီပီချန်လေးရဲ့အပြင်ရောက်တာနဲ့လဲကျတတိလစ်သွား၏။သမီးရေသမီးဖေးကြီးလာပြီ။အဖေလာပြီသမီး။အကုံလုံးကိုအာကုံခြေကန်ဆောင်ရုံကသွေးယူသွေးရန်ဖြင့်အိမ်ထဲခုံပေါက်ပြေးဝင်သွားသည်ကြားစားပွား။သူ့စိတ်ထဲသူ့သမီးလေးတော့တေတော့မှာပဲဟုသွေးပြတ်မတက်စိုးရင်သည် မီးတယ်ဘလောက်တောင်ကြောက်နေလိုက်မလဲဒီအဖေကိုအာကိုတကြီးစောင့်နေရှာမှာမီးတော့ကအတော်ကြီးနေပြီဖြစ်တယ်လို့ဘေးအိမ်တွေမိကူမာဆိုတာမို့အကုန်လုံးလဲဝိုင်းငင်ကြပါသည်တမီးတမီးလေးရေအဖေလာပြီခကြီးလာပြီချစ်တမီးကြမ်းပြင်ပေါ်လဲကြနေရမှာဒရီလေးကရှိသည်ဆိုယုံသိသေးသည်မီးအပူချိန်ကိုလဲခန်းစားမိတယ်လို့မီးကိုငွေတွေကြောင့်အသက်ရှူပါမဝတော့မီးရှူရင်ပြင်ခဲ့သူကကိုပေမဲ့တကယ်တမ်းရှူသူကချော်နေဖြစ်သွားသည် ဓာတ်စီလောင်းဒီကိုတည်သွားပြီးဆဲဆူရိုက်ပုတ်ကသမင်စဆောင်ဆွဲ၍အိမ်ထဲကိုရေရွတ်တိုက်ဆွဲပေါ်သွားတာပင်ပါလာသည့်ဓာလီဖြင့်ဂျော်နီကိုလှမ်းထိုးလိုက်ပေမဲ့ရှက်သားထီသွားသည်ခလေးပြက်ချထားသည့်ဒဏ်လဲရှိတာမို့ဂျော်နီကန်ကြောက်ရက်နှိတ်သမျှခံရသလိုသူကပြန်မီးရှို့တက်ဖို့ပြင်လာပင်တမီးရေတမီးချောက်ကတုံရင်နေသည့်ဖခင်ဖြစ်သူဤငိုတန်ရောစုံနေသောအကံကိုကြားရသဖြင့်ချစ်သမီးအတန်ပြူရန်စူးစမ်းလိုက်သည် နေအကြောင်းတစ်ခုလုံး၆တွေ့နာကျင်နေသည်ဟုသာပြင်းပြင်းထန်ထန်ခန်းစားလိုက်ရပေမဲ့အတန်ကထွက်မလာကြီးစိတ်ထဲကတော့အဆက်မပြေအတန်ပြုတ်နေမိသည်အတန်ကထွက်မလာပဲပါးပင်ပေါ်ပူကျစ်နေသည့်မျက်ရည်တွေသာစီချလာ၏ဟေးရေဟေးကဲပါဖေးခေးသမီးကိုကဲပါဖေးရေမိပူချိန်နဲ့မိဝုံငွေတွေကြားလဲကြနေသည့်တန်တန်ကြောင့်ရာစာဝါပြာတိပြာယာဖြစ်သွားရသည်သမီးသမီးဟင် မိန်းကလေးတယောက်ပဲမဲ့သူသမီးတော်မဟုတ်ပေမိဖို့ရေရှူမိရင်တတိလစ်နေပြီဖြစ်တာမို့သူဘေးဘီလိုက်ကြည့်မိ၏ဟင်မိဆွဲနေသည့်ဘီရိုကြီးတစ်ခု၏အနောက်ဖက်ပနာတွင်ပုံလျက်သားလေးလဲကြနေသည့်သမီးသမီးသမီးလေးသူသမီးလေးကိုတွေ့လျရသည့်အခါဘေးတစောင်းကွကွလေးတတိလစ်နေပြီဖြစ်သလိုခြေပြားလေးမှစထမိန်စလေးကိုလည်းမိလာဆွဲနေပြီဖြစ်၏ဝှက်ထားသည့်တိုက်ပုံကြီးကိုချွတ်၍မိစာကိုတဖုံဖုံခင်းသည်အဖေလာပြီနော် သနားစရာကောင်းတဲ့ငါသမီးလေးအဖေရောက်လာပြီနော်သမီးဘာမှကြောက်စရာမလိုတော့ဘူးသိလားရာဇဘွားကတတိလစ်နေသည့်သမီးဖြစ်သူကိုအတင်းပွေချီကကဲထုတ်ရန်ပြင်သည်မိပူချိန်ကပြင်မိတွေကဆွဲသဖြင့်သမီးဖြစ်သူကိုလည်းထိခိုက်မှကြောက်ကအယူတစ်ပိုင်းဖြင့်ပြာရခတ်နေသည်မှာအကြည့်ရခတ်လာသည်သမီးကိုမိဆွဲမှဆိုကမိညွန်ရှိနေသည့်ဘက်ကမှန်သမျှကြောနှစ်ကာ၍တဲထုတ်လာကပူရမှန်လည်းမသိဟာဟိုမဟိဟိုမဟိုမအပေါဝါနာရောက်လာတော့လူတွေကရေနဲ့ဝိုင်းပက်ပေးကြသည် အဝတ်တွေနဲ့သူ့ကြောမမီးကိုဝိုင်းအောင်နှိမ့်သက်ပေးကြသည်။တမီးလေးတမီးလေးစုတမီးကိုကြည့်ပေးကြပါအောင်ဗျာ။နှုတ်မတတုတို့ယူရင်းကိုလူကမဟန်နိုင်တော့ပဲဂတိလိခါပုံလျက်သားလဲကြသွားတော့၏။တတိပြန်ရလာသည့်ချိန်တွင်သူတို့ကိုယ်လုံးနာကျင်ကြိုက်ခဲနေ၏။တစစ်စစ်ထိုးကြိုက်နေ၏။အသားတွေကဆက်ပြင်းနေသည်။သူ့လဲဆောင်နဲ့ချက်ကက်အကွဲနေကမိစာတွေထိုးထားသလိုပူလောင်နေ၏။တမီး ပထမအဆုံးတတိယသူကသမီးဖြစ်တယ်လို့ပါဇက်ကခေါ်လိုက်ပေမဲ့အတန်ကထွက်မလာပဲနေအောင်တစ်ခုလုံးကိုဆွဲဖြဲလိုက်တယ်လို့ဆူဆူဝါးဝါးနာကျင်ခံစားသွားရသည်လက်ကလေးမြောက်ရန်ပြင်လိုက်တော့လဲကြောပြင်ကိုဆွဲဆုပ်လိုက်တယ်လို့ပဲအမလီလေးနားလိုက်တာဟေးဖီးတတိယပြီအတန်လွင်လွင်လေးနဲ့တူချစ်သမီးကဝမ်းသာအားရအခန်းထဲပြေးဝင်လာ၍ဖခင်ဖြစ်သူနားရောက်လာသည်အိမ်မှာပဲဆရာဝန်ကုတယ်လို့အရန်ကြီးကျိုးပဲ့သွားတာမျိုးမဟုတ်၍တော်သေးသည်ဟုပြောရမလို့ပဲ တို့ပင်မဲ့ကြောပြင်ကမီးလောင်ထားသည့်ဒဏ်ကြောင့်ဆုတ်ပြတ်သက်ခါအရေးကြီးမှုတွေမီးလောင်ထားတာတွေနဲ့ရစရာမရှိပေ။လက်ချောင်းတွေကလည်းအရေးကြီးမှုတွေနဲ့ကြည်ရဆို၏။ညနာကလည်းမိဟက်ထားသည်မို့ညိုမဲနေပြန်၏။ချစ်သမီးကတော့ခြေချင်းဝတ်မီးလောင်ခံရရှိသလိုကံမဲကောင်းသလားဖခင်ကပဲကောင်းလာလားမသိအတော်လေးဒဏ်ရာကင်းခဲ့ပါသည်။အာညတကောင်းပင်မဲ့မအိတ်နိုင်သူကအရာစားွားပင် မီးလောင်ထားသည့်နေရာတွေကအနာရှင်ကိုတစ်စစ်စစ်ခန်းစားနေရသလိုအိတ်လို့လည်းမပြောနိုင်လှုပ်လည်းမလှုပ်နိုင်ဖြစ်နေရသည်ကြောပြင်တစ်ခုလုံးကလင်းနေကြီးဖြစ်နေသလိုအနေငယ်များလှုပ်မဲ့ကြရင်ကိုအနာကဆွဲဆွဲဖြစ်နေသည်မို့ညှဉ်းညူနေရသည့်အဖြစ်ပင်အရန်နာနေလာရင်ဖေးကြီးတမိဆေးလူပေးမယ်နော်ချစ်တမိစပွဲပေါ်တင်ထားသည့်ဆရာဝန်ပေးခဲ့သောလူစိပလင်းကိုယူကလူပေးပေမဲ့တစ်ချက်လေးထိလိုက်ရင်ကိုနာလုံးသဖြင့်ဖခင်ကိုကြီးကတုံရင်နေတာမို့စိတ်ကအတော်လေးမသက်သာလာပြီ ညိုမဲနေကလက်စစ်ကလေးတွေမှာအပူလေးတွေရှိနေသည့်ပျော်တွဲတွဲလက်အားအသာဆုပ်ကမ်းရင်းမှဖေးကြီးအိပ်ပြောင်းအောင်အိတ်လိုက်နော်ခဏနေတက်သာသွားလိမ့်မယ်တိလားဖေးကြီးဆရာဆာပွားကောင်းကြီးပြလိုက်ပြီမဲ့အိတ်မပြောတော့တာကုဖာသားကိုသာတည်သည်အသက်ကြီးလာတော့အိတ်မပြောသလိုအနာရီရှိနေတော့ပူဆိုကြီးသမီးသောဖြင့်ဘာမှမမြင်ခဲ့ပြီမဲ့အသက်ရနေသည့်ခန္ဓာကိုယ်ကတောင့်မခံနိုင်မီမထိုင်ထကိုဘေးလူကူမရသည် အပေါ်အလေးကိုလည်းဘေးလူသားမကူလင်းသွားမရပြုမရဖြင့်စိတ်ညစ်ညူလာ၏အနာမအရေးတွေကလည်းထွက်သလိုဆရာဝန်ကဆေးပေးပေမဲ့ဘာကြောင့်ရမမသိဆေးတိုးဆေးမတိုးသလိုဖြစ်နေသည်အရင်ကမန်မာနာတွေထောင်ထမ်းခဲ့သည့်ရာဇဝါကနေသူများပြုသမျှလူရသည့်ဘဝရောက်လာတော့စိတ်တက်ကကြလာသည်ဇရာဤတံအနာဤတံကိုပြပြင်းထန်ထန်ခံစားရ၏တော်ပလဲဒီကသားဖြစ်သူကိုကြည့်ပြီးတုံ့ချီချီဖြင့်မချီတင်ငယ်ငိုရ၏အဖွားကြီးကအရင်မသေးပဲ ကိုသားကသေတော့မှလာတွေးပူရသည်။သမီးသမီးဖေကိုဂယုဆိုင်နော်။မမေအပေါ်ကိုတစက်ကလေးမှမကောင်းပေမဲ့သမီးအပေါ်ကိုတော့ချွင်းချင်းရှိအောင်ချစ်တဲ့လူပါ။သမီးဝတရားကြည်ပါကွယ်နော်။လာလုံးကျွဲကလည်းချစ်သမီးကိုအမြဲဆုံးပါပါသည်။စိတ်မနာဘူးလားပြောရင်မနာပဲပင်နေပါမလဲ။တို့ပေမဲ့သမီးကိုနောက်မှနောင်တမရစေချင်းကျွဲတော့ကဖိဖိကိုမပြုစုလိုက်ရသည့်နောင်တမျိုးသမီးမှမခံစားစေချင်း။ဘာကြောင့်မှမသိ ဒီလူရဲ့နေဝင်ခြင်းရောက်နေပြီဟုကြွက်စိတ်ထဲအလိုလိုခံစားသိရှိနေခဲ့သည်။မာရဝါဇလန်လေးရဲ့အပိုင်း23ကတော့ဒီနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါရဲ့ရှင်။အပိုင်း24ကို မကြခင်မှာတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဆက်လက်ဆောင်မြော်နာစဉ်အားပေးကြပါအောင်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။